မြန်မာနိုင်ငံမှာကြီးထွားလာနေတဲ့ online နေနဲ့မှုကြားဖြတ်လုပ်ငန်းတွေရဲ့အရင်းမြစ်တရခန့်ဟာမြောင်းလိုက်ဦးဆောင်တဲ့အာနာသိန်းတက်နဲ့သူတို့ရဲ့နောက်လိုက်ပြည်သူစစ်တွေဖြစ်တာကြောင့်အာဆီယံနဲ့နိုင်ငံတကာအတိုင်းဝိုင်းနေနဲ့မဖြစ်မနေအရေးယူဆောင်ရွက်ဖို့လိုတယ်လို့ Justice for Myanmar JFM အဖွဲ့ကထုတ်ပြန်ပါတယ်။မြောင်းလိုက်နဲ့နောက်လိုက်အုပ်စုတွေဟာကြားဖြတ်လုပ်ငန်းတွေမှာမြေယာထိန်းချုပ်မှုလိန်လံမှုကျူးလွန်ရာအဆောက်အအုံတွေကနေအကျိုးစီးပွားရယူမှု အခွန်ကောက်ခံမှု ုံကြုံရေးဝန်ဆောင်မှုပေးတာတရားမဝင်ကုန်သွယ်မှုလူကုန်ကူးမှုတွေလှုံ့ဆော်ပြီးနိုင်ငံပြတ်ကျော်ရဆွေးမှုတွေကနေအကျိုးမြတ်ရရှိနေတယ်လို့ JFM ကဖော်ပြပါတယ်။သူကအဓိကပဲဟာအကေဒီစစ်ဆိုးရတကယ်ပမာပြည်မှာမြင်ပြီးတော့ဆိုလို့ပြည်လည်းအောက်ခံဆိုတဲ့အရင်ဒီလိုစစ်ဆိုးတော့လည်းအရင်ဝင်တော့ဘူးတကယ်တော့ဆက်ဆက်နေတယ်လေအဲ့တော့သူတို့ကြောင့်ဖြစ်တဲ့ကိစ္စကြီးပါဒီရှစ်တက်ကို ဟိုပေါ့ဒါကြီးကနေဆုံးတော့ဘူးတဲ့ဆိုရင်ဒီလိုလေကျောင်းရရပြည်သူစိတ်တို့ဘာလို့ပြည်ကြီးလို့ဆိုတော့ကချင်းလိုလိုလေးအားမကမ်းဘူးကိုကတို့ကြောင့်မဖြစ်နေတာအဲ့တော့ပြည်ကြီးဆိုတော့သူ့ပြည်ရဲ့ယူရတာသူပြီးတေးရတယ်တော်ရရောရမောရတရားနေပြန်ယူတာအဲ့ဒါသူများတော့ပြောတာပြည်ကြီးနဲ့ကေအမျိုးနဲ့ပြန်စားနေမှာမစားဘူးစားနေတာသူ့ အဲ့ဒါမင်း online တော့အုပ်တယ်နော်အဲ့ဒါပါပဲဒီတူတူလည်းမပြောချင်ဘူးလူကြီးနဲ့တိတယ်လေဒီ data မှန်နေတယ်လို့အကုန်တိတာပဲမြန်မာနိုင်ငံကနေအခြေပြုတ်ပြီးဖြစ်ပွားနေတဲ့နိုင်ငံဖြတ်ကျော်ရာဆွဲမှုတွေဟာအနာသိမ့်တက်ရဲ့ကိုကဲမှုအောက်မှာရှိနေတယ်လို့ JFM ထုတ်ပြန်ချက်ကဖော်ပြပါတယ်မြန်မာနိုင်ငံကကြားဖြတ်လုပ်ငန်းလဲပတ်ရာအဆောက်အဦတွေမှာမြန်မာအနာသိမ့်တက်ကိုကဲမှုအောက်မှာရှိနေတဲ့ BGF ကအကာအကွယ်ပေးနေတာဖြစ်တယ်လို့ အွန်လိုင်းရာဇဝမှုတွေကနေရတဲ့အကျိုးမြတ်ကိုစေအုပ်စုကလည်းရရှိနေတာဖြစ်တယ်လို့2024ခုနှစ်မေလအတွင်းကထုတ်ပြန်ထားတဲ့ American ပြည်ထောင်စုငြိမ်းချမ်း Institute USIP ရဲ့အစီရင်ခံစာကလည်းဖော်ပြထားပါတယ်။အနာသိန်းတက်ဟာပြီးခဲ့တဲ့အောက်တိုဘာ16ရက်နေ့ကမြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ KK Bank စီမံကိန်းကိုဝင်ရောက်ဖမ်းဆီးခဲ့ပြီး Starlink ဆက်အလုံး30အလုံးလုံးကိုင်းသူ2000ကျော်ကိုဖမ်းမိတယ်လို့ထုတ်ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ဒါဟာအယောင်ပြန့်စီးနှင်းမှုသာဖြစ်ပြီးအော်တိုဘာလနှောင်းပိုင်းမှာလုံးမဲ့အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီမှာအချိန်ကိုက်လှုပ်ဆောင်ချက်သာဖြစ်တယ်လို့ JFM ကဆိုပါတယ်။တကယ်တမ်းမှာတော့အနာသိန်းတက်ရဲ့ကိုကဲမှု KNL ချောင်းဆောင်တဲ့ BGF ရဲ့ပအဝင်ပတ်သက်မှုတွေရဲ့အောက်မှာ KK Pack စီမံကိန်းထက်ကျော်လွန်ပြီးကြားပြန့်လုပ်ငန်းတွေကများစွာကြီးမားကျယ်ပြန့်နေတယ်လို့ဆိုပါတယ်။အော်တိုဘာ22ရက်နေ့မနက်ပိုင်းမှာတော့စစ်တပ်ကစီးနှင်းခဲ့ကြောင်းဟန့်ပြလှုပ်ဆောင်ခဲ့တဲ့ KK Bag မြို့တည်စီမံကိန်းထဲကနေထောင်ထဲချီတဲ့လုံသားတွေထွက်လာကြပြီးတရုတ်တွေကိုတော့ကားရီနဲ့တီးတန့်ရွှေ့ပြောင်းပေးခဲ့တာတွေကိုတွေ့ရပါတယ်။ဒီသတင်းပတ်အတွက်မှာအနာသိန်းတက်ရဲ့ကြားဖြန့်လုပ်ငန်းတွေကိုဖမ်းဆီးလုပ်ပြနေတဲ့လုံရက်တွေဟာလာမယ့်အော်တိုဘာလနှောင်းပိုင်းမလေးရှားနိုင်ငံမှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီကြားဖြန့်လုပ်ငန်းတွေကိုနှိမ်နှင်းနေကြောင်းအယောင်ပြလုံရက်တွေသာဖြစ်တယ်လို့ မြို့သားညညွေးတိုင်းမင်္ဂန်ကောင်စီ NUCC ရေးရကော်မတီဥက္ကဋ္ဌဦးနေမျိုးကလည်းမှတ်ချက်ပြောပါရယ်သူတို့ရေးကောက်ပွဲကနိုင်တော့ရင်ဒီကြားဖြန့်ကနေပြီးတော့မန္တလေးရန်ကုန်မြို့လေကောင်ထိရောက်လာမှာပဲလေမပယ်ဆောင်ချေလို့မြို့လူတော့နေပြီးတော့မှရှိခဲ့ဖူးတော့ဘူးဒါဟုတ်သူတို့ကဟိုထပ်လေုံမဲ့အယုံသွေးုံမဲ့အဲအာဆီယံဆမ်မဲ့မှာတော့ဘယ်လိုဆုံးဖြတ်ကြမလဲတော့မသိပါဘူးစင်သေးကိုစိတ်ရည်နဲ့ ုံးဖို့စူးစမ်းနေတာဒါသူတို့လုပ်နေကြဒီစစ်တပ်ကလုပ်နေကြအလုပ်ပါပဲလေဆာခုနှစ်ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုအော်တိုဘာ26ရက်နေ့ကနေ28ရက်နေ့ထိမလေးရှားနိုင်ငံမှာကျင်းပသွားမှာဖြစ်တယ်လို့မလေးရှားဘက်ကထုတ်ပြန်ထားပါတယ်ဒီအစည်းအဝေးကိုတက်ရောက်ဖို့မလေးရှားနိုင်ငံကိုတွားရောက်ဖို့ရှိနေကြောင်းလဲအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအော်တိုဘာ20ရက်နေ့မှာအတည်ပြုပြောဆိုထားပါတယ်ဒီအစည်းအဝေးအတွက်မှာအာဆီယံဒေသရင်းနိုင်ငံတွေမှာအခြေပြုနေတဲ့ အွန်လိုင်းနေနဲ့မှချိန်ချမှုလုပ်ငန်းတွေနဲ့ပတ်သက်လို့ဆွေးနွေးပွဲရှိကြောင်းလဲမလေးရှားသတင်းဌာနတွေကဖော်ပြထားကြပါတယ်။ Justice for Myanmar ကတော့အာဆီယံရဲ့မြန်မာအာဏာသိမ်းတဲ့အပေါ်နိုင်ငံရေးအရာတရားဝင်မှုပေးတဲ့လုပ်ရက်တွေဟာရာဇဝင်စီးပွားရေးကွန်ရက်ကိုပုံမှုအတင်ရဲလာစေတယ်လို့ပြောထားပါတယ်ရှင်။